်မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာက DVB မှာဖော်ပြထားတဲ့အဆောင်မရှင်လင်းဆက်ငိန်ချမ်းရဲ့စကိုင်းငလျင်ကြီးနဲ့အာဇေမိနေသူတွေဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ဖျားပြင်းစကိုင်းငလျင်ကြီးလှုပ်တာ တလကျော်ကြာခဲ့ပြီဖြစ်ပေမဲ့နေ့နေအောင်တန်တင့်ခဲ့တဲ့မန္တလေးမြို့မှာရွှေဝလောင်းရှာဖွေမှုအစီအစဉ်ပင် မပြီးဆုံးသေးတာစစ်ကောင်စီရဲ့အမခန်းဆွမ်းဆောင်ရေးပါပဲ။ ငလျင်ကြောင့်တိုက်ပေါ်ကနေလမ်းဘေးရောက်ကြရပြီးတော့လမ်းဘေးကနေနိုင်ငံတကာထောက်ပံ့မှုရွက်ဖြင့်တဲတွေနဲ့စုစုဝေးဝေးနေထိုင်နေကြရပြီမဲ့ရွက်ဖြင့်တဲတွေကနေကိုယ်အိမ်ကိုရာစီဘယ်တော့ပြန်နိုင်မလဲဆိုတဲ့မေးခွန်းကိုဘေးသင့်သူများစွာဒီနေ့ထိမပြေဆိုနိုင်ကြသေးပါဘူးတန်တင့်ထားတဲ့ကိုယ်တိုက်ပေါ်ကိုကျွမ်းကျင်သူတွေရဲ့စစ်ဆေးအတည်ပြုချက်မပါဘဲပြန်တက်နေဖို့ဆိုတာက နောက်ဆက်တွဲငလျင်တွေနဲ့ မိုးသည်ထန်ခြင်းကြောင့်ထပ်ပြိုတဲ့တိုက်တွေကတက်တွေပြနေတာမို့ဖြစ်ချင်အားဖြင့်စွန့်မျက်လုံးစုံမိတ်မနေရပါငလင်းတန်မထီးဘူးဆိုတဲ့တိုက်ပေါ်မှာနေနေတဲ့လူတွေတောင် စိတ်လုံးကြုံမှုမရှိတော့ဘူးလို့မန္တလေးသားမိတ်ဆွေတွေကဆိုပါတယ်မန္တလေးလူငလင်းကဟတ်တက်ကွဲသွားခဲ့တဲ့မြို့မပြောနဲ့ရန်ကုန်တိုက်ခန်းတွေမှာနေနေတဲ့သူတွေတောင်အကြီးသွေးစံချိန်နေနဲ့ကိုတိုက်ချင်းတွေကိုကိုတိတာရော စကိုင်းငလျင်စိတ်ရစအရပါတထိတ်ထိတ်နေပေါ့မေလ6ရက်ည7:55မိနစ်လောက်ကတိတာတဲ့ငလျင်လှုပ်မှုကို ကြုံရတော့ရန်ကုန်မှာတက်ရောက်စင်ပြေကြသူတွေနဲ့ဟုံတိုင်းကျဲလို့ပေါ့စကိုင်းပြည့်ပြည့်ဘော်ကပကုံးငလျင်ကြီးလှုပ်ခဲ့တာအခုဆိုရင်65နှစ်ကြာပြီမို့အချိန်မရွေးပြန်လှုပ်နိုင်ကြောင်းပညာရှင်တွေကပြောထားဆိုထားတာကြောင့်ပကုံးကိုဗဟုပြုငလျင်ကြီးသာပြန်လှုပ်ခဲ့ရင် ရန်ကုန်ဆိုတာ အခုခံရတဲ့မန္တလေးထက်တောင် ပိုပြီးတော့စုပ်ပြတ်သက်သွားမဲ့အခြေအနေပါအတိတ်ခေတ်အတွေးမြင်တွေနဲ့အသက်80ကျော်ရွယ်ကျွန်တော်ပါကြီးကဒီလောက်ကန်းကုံအောင်ညစ်ဆုပ်တဲ့ကောင်တွေလက်ထက်မှာသခိုင်းငလျင်ပြီးလို့လဲနောက်ထပ်ငလျင်ကြီးထပ်မလုံနိုင်ဘူးလို့ဘယ်ပြောနိုင်မလဲလို့မှတ်ချက်ပြုထားပါတယ်အခုချိန်ထိမန္တလေးမြို့က Sky Vela ရုပ်လောင်းတွေထက်တွေ့နေသေးပဲမို့ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကဆိုလေတော့နောက်ထပ်တလားလောက်ရေအလောင်းထက်ရှားနိုင်ရပါတယ်မန္တလေးမြို့ပေါ်မှာဖြိုချရမယ့်တိုက်တွေကလည်းတန်းစီနေပါတယ်ကိုဖာသာဖြိုချဖို့ဆိုတာတစ်နှလုံးဖြိုကားကကုန်ကြစေးကနင့်နေတာမို့မတတ်နိုင်ကြပါဘူးအဲဒါကြောင့်အခမဲ့ဖြိုချပေးမယ့်အစီအစဉ်ဟာတန်းစီကစောင့်နေရပါတယ်အဲ့ဒီလိုတန်းစီသူတွေကတိမ်များလွန်းနေတော့ကိုယ့်လက်ရောက်ဖို့ရာ နှစ်နဲ့ကြီးဆောင်ရဖို့ရှိတယ်လို့လဲမန္တလေးမှာအကူအညီပေးနေတဲ့ပရာဟိတသမားတဦးကဆိုပါတယ်တိုက်ဖြိုပြီးပြီဆိုပါစို့တိုက်ပြန်ဆောက်ရပါဦးမယ်တိုက်ပြန်ဆောက်တာကိုဘသူကားမှအလုံးစုံ တာဝန်ယူမပေးနိုင်တာသဘာဝကျပေမဲ့တစုံတရာပံဖို့ပေးနိုင်ဖို့တော့လိုပါလိမ့်မယ်1984ခုနှစ်မန္တလေးမှာအကြီးအကျယ်မိလောင်ကျွမ်းခဲ့တဲ့ဦးကြာကြီးဝင်းမိလောင်မှုကြီးအပြီးတလားလောက်ကြာပြည်သူတွေအိမ်ပြန်ဆောက်ဖို့ မဆာလာဆိုရာကဒစ်ပါမစ်တွေထုတ်ပေးခဲ့ဘူးတယ်လို့မန္တလေးသားမိတ်ဆွေက ပြောပြပါဗါးအခုပြည်တွင်းပြည်ပအကူအညီနဲ့နေအောင်ရထားတဲ့စစ်ကောင်စီကရောအင်ဆောက်ဖို့အတွက်ဘာတွေပံ့ပိုးပေးမှာလဲဘီလက်မြေတအိတ်တန်ချောင်းတချောင်းပေးမယ်လို့တောင်မကြားမိဘူးလို့သူကဆိုပါတယ်နောက်ထပ်ရေးကြီးတဲ့ချက်ကမအောင်မြင်တဲ့စစ်အာဏာသိမ်းမှုနဲ့ကိုဗစ်ကြောင့်ရိုင်းထိုးနေတဲ့မန္တလေးစီးပွားရေးကို အခုဖြားပြင်းငလျင်ကြီးကဘုံဘုံလဲအဆင့်ဖြိုချပစ်ခဲ့လေတော့စီဝါရေးမြို့တော်ကြီးရဲ့စီဝါရေးကိုပြန်ထူဖို့ဆိုရင် စီဝါရေးလုပ်ငန်းတွေအတွက်အတိုးမဲ့သို့မဟုတ်အတိုးနှုံအနှဲငယ်များနဲ့ကာလရှည်ချင်းငွေအရေးတကြီးလိုအပ်နေပေမဲ့စစ်ကောင်စီအိမ်မက်တောင်မတ်ပုံမပေါ်ပါအစိုးရတိတ်လုတ်ခြင်းနဲ့စစ်ကောင်စီကအခုမန္တလေးမှာဗာလုတ်ပေးနေပါတယ်လေမန္တလေးမြို့ကငလျင်ကျောင်းတည်ဆုံသူပြည်သူတို့အတွက် စစ်ကောင်စီကကြက်18သိန်းထောက်ပံ့ပါတယ်။တပိတ်ကြီးမြို့နယ်မှာတကြံကာလအတွင်းစစ်တပ်လေးကြောင်းတိုက်ခိုက်ခဲ့လို့တေဆုံးသွားတဲ့ပြည်သူအတွက်တဦးကိုကြက်သိန်း20၊ဒဏ်ရာရသူတဦးကို15သိန်းနဲ့ပျက်စီးသွားတဲ့နေအိမ်တစ်လုံးအတွက်သိန်း20တပိတ်ကြီးမှာပကဖာက ထောက်ပံ့နိုင်ခဲ့တာနဲ့နှိုင်းရှင်ကြီးတင်ပါတယ်။ပြီးတော့လေရင်တွေတော်တော်နဲ့ရောက်လာတဲ့နိုင်ငံတကာအကူအညီပစ္စည်းတွေ ပဲရောက်နေပါတယ်လေဒီနေ့ထီတိုင်းဘေးသင့်ပြည်သူတွေစီအဲ့ဒီပစ္စည်းတွေပေးရတာမမေရရမတွေ့သေးတာကြောင့်ပြည်သူတွေမေးခွန်းထုတ်နေကြပြီမဲ့စိတ်ကောင်းစီကဘယ်ပြည်သူကိုမှ အဖက်လုံမဖြေတာပဲစမ်းမလဲစစ်ကောင်စီဟာစစ်ကောင်စီပဲမှုထားပါတော့လေမြန်မာနိုင်ငံခြေစိုက်လူသားချင်းစာနာမှုဆိုင်ရာကုလသမဂ္ဂမိဖက်အဖွဲ့တွေကရောနင်လားငါလားဘယ်နေရာမှာဘာတွေအကူအညီပေးနေပါသလဲဒီနေ့ထိတိုင်းသူတို့ရဲ့ Facebook စာမျက်နှာတွေအပေါ်အကူအညီလိုအပ်နေမှုကိန်းဂဏန်းအချက်လက်တွေထုတ်ပြန်နေမှုကိုသာတွေ့နေရတာများပြီးတော့ဗယ်ဒေတာကပဲပြည်သူနှစ်ဦးကိုဘာတွေကူညီလိုက်တယ်ဆိုတာမျိုးရေရရရမတွေ့ရပါဘူးကုလဖွဲ့စည်းတွေအနေနဲ့အခုငလင်းတန်တဲ့တလားပြည့်တဲ့အချိန်မှာဘေးတင်ဒေတာဘယ်မျိုးနယ်တွေကပြည်သူဗနအူးကိုကိုထိလက်ရောက်ဘာတွေထောက်ပံ့ပေးခဲ့တယ်ဆိုတာတွင်လင်းမြင်သာစွာ ထုတ်ပြန်ရပါမယ် ကုလားနဲ့မိဖက်အဖွဲ့တွေအတွက်ထောက်ပံ့ငွေတွေကိုဘသူကပဲလှူဒန်းသည်ဖြစ်စေမြန်မာပြည်သူတွေကိုပါပွင်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့တာဝန်ရှိပါတယ်ကုလားအဖွဲ့စည်းတွေလိုပဲအာဆီယံကရောဘေးတင်ပြည်သူတွေကိုဘလောက်ထိကူညီပေးပြီလဲအာဆီယံရဲ့ကူညီမှုဟာစစ်ကောင်စီလက်ထက်သို့ထောက်ပံ့ပစ္စည်းအကုန်စင်ထိုးဝှက်လိုက်တဲ့ပုံစံမျိုးလားအဲ့ဒီလိုဆိုရင်တော့အဲ့ဒီလိုထိုးဝှက်လိုက်တဲ့ဆိုရင်တော့ ဘေးဒင်ပြည်သူတွေစီအမှန်တကယ်ရောက်မရောက်အဆောင်ကြီးစစ်ဆေးမှုစနစ်ရောရှိပါသလားလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်ရဲ့ဘေးဒင်ပြည်သူတိုင်းစာနာမှုအကူအညီရရှိရေးအိမ်မက်ကရောဒဂိုင်းနှုံဘလောက်ခကြီးပေါက်နေပြီလေတလတာစရင်ရှင်တန်းထုတ်ပြန်ပေးဖို့ရာ တာဝန်ရှိပေမဲ့မတိကျင်အောင်ဆောင်နေတာတွေ့နေရပါတယ်မန္တလေးသားမိတ်ဆွေတွေရဲ့မှတ်ချက်ကတော့မန္တလေးမှာ ကုရသမကအမတ်တစိမ့်နဲ့ရှင်တွေတဝီဝီပြေးနေတာမြင်နေရပေမဲ့ကိုစီစဉ်နဲ့ကိုဖာသာလွတ်လွတ်လပ်လပ်အကူအညီပေးခွင့်ရနေတာမျိုး မဟုတ်တော့ဘူးလို့ဆိုပါတယ်။ငလျင်ဘေးတင်ဒေါ်လာရင်းအင်အားစုဇိုးမိုးထိန်ချုပ်နေမျိုးတွေစီကုလအဖွဲ့အစည်းတွေဝင်ရောက်ကူညီပေးနေတာမျိုး မကြားရဘူးလို့လေသူကဆက်ပြောပါတယ်။ကုလအဖွဲ့အစည်းတွေကတော့ဒီနေ့ထိတိုင်လွတ်လပ်စွာအကူအညီပေးခွင့်ရမရတစုံတစတောင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ မိုခာနဲ့ယာဒီမုံတိုင်းတန်တဲ့ပြည်သူတွေကိုစစ်ကောင်စီလက်ညှိုးညွန်တာထက်ပိုပြီးအကူအညီမပေးနိုင်ခဲ့တဲ့မြမအခြေဆိုင်ကုလအဖွဲ့စည်းတွေရဲ့အစင်လာခြေရာတွေနဲ့လက်တော်ရင်ကုန်နှုတ်ပိတ်နေမှုတို့ကို ပေါင်းဆက်လိုက်ရင်စစ်ကောင်စီထားရနေဆေးရသွားဘဝနဲ့ရာသလောက်သာအကူအညီပေးနေရာကြောင်းအဖြေထွက်ပါမယ်။အာမနာရန်တက်တက်ပြောရရင်တော့ကုလအဖွဲ့စည်းတွေဟာစစ်ကောင်စီညှိုးညင်သွားရင် လက်ရှိကိုကြီးဘေးကွင်းရနေတာလေးပါပျောက်ပြီးတော့တက်ခေါက်ပြန်ရနိုင်တာကြောင့်အကြောက်တရားကိုတတိကြီးကြီးထားစုတ်ကင်ထားနေပုံမှာပဲနောက်ထပ်ရင်ကုန်နှုတ်ပိတ်နေသူကြီးကတော့အန်ယူဂျီအစိုးရကိုတိုင်ပါပဲအန်ယူဂျီအစိုးရဟာစကိုင်းကလေးကြီးလှုပ်ခတ်ချိန်ကစလို့ပြည်သူအစိုးရပြည်သက်စွာဘေးတင့်ပြည်သူကူညီရေးကိုရုံးကန်ထားကြွလုံလဆိုင်ခဲ့ပါတယ်နိုင်ငံတကာတိုင်းဝိုင်းတွေနဲ့စစ်ကောင်စီလက်ထက်အကူအညီတွေမထဲဖို့ ဘေးရင်ပြည်သူတွေကိုတိုက်ရိုက်ကူညီပေးဖို့နဲ့အန်ယူဂျီဆိုရနဲ့ဒေါ်လာရဲ့အင်အားစုတွေကနေတဆင့်အကူအညီပေးကြဖို့တိုက်တွန်းခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ထိတိုင်အစိုးရတရရက်ကအန်ယူဂျီဆိုရကနေတဆင့်ငလင်းဘေးတင်ပြည်သူတွေကိုအကူအညီပေးခဲ့တာမျိုးမကြရပါဘူး။လက်ငါချောင်းမပြည့်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအန်ယူဂျီဆိုရကနေတဆင့်ပံ့ပိုးပေးပုံရပေမဲ့ဘယ်ဖွဲ့ကဘလောက်ပံ့ပိုးခဲ့ရဲဆိုပြီးထုတ်ပြန်ခြင်းမရှိပါဘူး။ အန်ယူဂျီအစိုးရရဲ့အစိုးရဆုံးရင်ကုန်နှုတ်ပိတ်မှုကတော့ငလျင်ပေးတဲ့ဒေါ်လာရေးစိုးမိုးထိမ့်ချုပ်နေမြေတဲ့နိုင်ငံကအကူအညီတွေရောက်မရောက်ဖွင့်လင်းမြင်သာစွာ မထုတ်ပြန်ခြင်းပါပဲတကယ်ဆိုရင်နိုင်ငံကတိုင်းဝမ်ရဲ့အကူအညီတွေကိုဘေးတင်ပြည်သူတိုင်းကရရှိခံစားရခြင်းမရှိကြောင်းအာဆီယံရဲ့ဘေးတင်ပြည်သူတိုင်းစီအကူအညီရောက်ရေးအိမ်မက်ဟာမေအောင်လိုင်းရဲ့မြကုံးတစ်ချက်အတွက်မှာပြည့်ပြည့်သွားပြီဖြစ်ကြောင်းနဲ့ နိုင်ငံတကာအကူအညီမရတဲ့ဒေါ်လာကြီးဆွမှုနယ်မြေတွေကဘေးသင့်ပြည်သူတွေရဲ့ဘဝဘလောက်ထိ အကျက်တဲတွေတွေ့နေကြောင်းမြန်မာတိကဘာကြာပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရမှာဖြစ်ပေမဲ့ NUG တီလည်းအာဇေးမိနေတာတွေ့ရပါတယ်။ NUG ဆိုရဘာကြောင့်အာဇေးမိနေရပါတယ်လဲ။နိုင်ငံတကာတိုင်းဝမ်ရဲ့ညှဉ်းညင်ခံရမှာစိုးရိမ်တာကြောင့်လို့နားလည်ရပါတယ်။ပွင့်လင်းမြင်သာမှုကိုအလေးပေးပြောကြားလေးရှိတဲ့ ထက်ပါဖွဲ့စည်းတွေကအကြောင်းကြောင်းတော့အကြောင်းတွေကြောင့်ရင်ကုန်နှုတ်ပိတ်နေကြလေတော့ငလျင်တန်တင့်ပြည်သူတွေကနိုင်ငံတကာရဲ့အကူအညီပေးမှုတွေကြောင့်ပဲအစဉ်ပြေနေကြတဲ့အောင်နဲ့ဘေးဒင်းပြည်သူတွေရဲ့တကယ်ဘဝဟာတလကျော်ကြာတဲ့အထိငရဲကို အလျားလိုက်ဖြက်ကူးနေရစေဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။